စင်ကြီးမင်္ဂလာပါမင်္ဂလာပါဗျာမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်တို့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့မိကိုကျက်လျှောက်အစီအစဉ်လေးဟုတ်ကဲ့ပြန်လဲရောက်ရှိလို့လာပါပြီဟုတ်ကဲ့ပါဒီဘက်ကျွန်တော်တို့မိကိုကျက်လျှောက်လိုက်ရမယ်သူကဘယ်သူများလဲခင်ဗျာကျွန်တော်တို့မိကိုကျက်လျှောက်ကျွန်တော်တို့လိုက်မယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဘယ်နိုင်ငံသွားမလဲအမေရိကန်သွားမလားအင်္ဂလန်သွားမလားဂျာမနီသွားမလားစိုက်တဲ့နေရာသွားကုန်ကုန်ပြောလို့မရမြန်မာနိုင်ငံသွားတော့မှကျွန်တော်မိကိုကျက်လျှောက်ကျွန်တော်တို့လိုက်ပြီးသားပဲလိုက်ပါဒီနေ့ကျွန်တော်တို့မိကိုကျက်လျှောက်လိုက်ရမယ်သူကတော့အမှုပညာ မျိုးဆက်တစ်လေးယွန်းမောင်อ๋อยွန်းမောင်အဲယွန်းမောင် तू ကနေပြီးတော့ဒီတော်လိုင်းရေးကာလာကြီးမှာຫນွေဦးတော်လိုင်းရေးကြီးမှာဘယ်ချင်းကနေပြီးတော့ဘလို့ပေါဝင်ခဲ့တယ်အဲ့ तू ယနေ့ချိန်ထိလည်း तू မြေပြင်ကိုဘလို့တွေဆင်းပြီးတော့ဘလို့တွေ ပေါင်ဝင်ပြီးတော့လှုပ်ရှားနေတယ်ဒေါ်လာရေးကိုဘလို့ထက်ထဲဝင်လှုပ်လဲလှုပ်နေလဲပြီးတော့နောက်တစ်ခုရှိသေးတယ်ကျွန်တော်တို့ဒီစစ်ဘေးရှောင်တွေကိုဘလို့ကူညီခဲ့လဲဟုတ်ကဲ့အဲသူတို့အဖွဲ့အစည်းကဘလို့လှုပ်ခဲ့တယ်အဘာတွေကူညီခဲ့တယ်မြေပြင်ကိုတောက်လျှောက်သူတို့ကနေပြီးတော့စင်ပြီးသူတို့ကလှုပ်နေတယ်နောက်ထပ်လည်းစင်မှုတွေလည်းရှိသေးတယ်အဲ့ဒီတွေ့ကြောင်ကျွန်တော်တို့ကနေပြီးတော့အနုပညာမျိုးဆက်တဲ့ဂျွန်းပေါင်ကိုကျွန်တော်ကမိကိုကျွတ်လျှောက်လိုက်ကြပါမယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့အနုပညာမျိုးဆက်တဲ့ ကျွန်တော်ညီလေးရုံးမောင်ကိုကျွန်တော်တို့ကမိကိုချက်လျှောက်ကျွန်တော်တို့လိုက်ပါပဲခင်ဗျာအဲ့ဒါကိုကျွန်တော်တို့မိကိုချက်လျှောက်လိုက်တဲ့နေရာမှာပိတ်သက်ကြီးလဲမိကိုချက်လျှောက်လိုက်ကြည့်ကြပါလို့ကျွန်တော်ဒီနေရာနေပြီးတော့ဖိတ်ခေါ်လေးရပါတယ်ခင်ဗျာချစ်စွာသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေသို့ဥစွာပထမမိကိုချက်လျှောက်စီစဉ်ရနေပြီးတော့ ကာရပြုလိုက်ရပါတယ်။ဒီနေ့မှတော့ထူးခြားလေးဖြစ်သွားအောင်ကျွန်တော်တို့ရဲ့ညီလေးရွံ့မောင်နဲ့ကျွန်တော်တို့မိကိုချက်ချောက်ကျွန်တော်တို့ဘယ်ထိကျွန်တော်တို့လိုက်ကြမလဲ။ဘယ်လောက်ထိသွားနိုင်မလဲ။ရွံ့မောင်မိကိုချက်ချောက်ဘယ်ထိဒီသွားခဲ့လဲ။အားလေးကိုကျွန်တော်တို့မိကိုချက်ချောက်ကျွန်တော်မေးကြပါမယ်နော်။ညီလေးရွံ့မောင်ရေမင်္ဂလာပါ။မင်္ဂလာပါ။အရင်ကကိုနေမတွေ့ရတဲ့တော်ကြွားသွားပြီ။တော်ကြွားသွားပြီဆိုတော့အဲကုတော်လိုင်းကြီးမှာညီတို့ပါလာတော့ ကိုတို့အားတစ်ခုရတာပေါ့နော်အဲ88ကနေပြီးတော့2000ကုန်2000ကုန်ပြီးတော့2021တိအဲကိုတို့အာနာရှင်ကိုတို့တော်လန်ခဲ့တယ်ဟုတ်ကဲ့အဲဂျင်းတော့ဆိုရင်ကိုတို့အပိုးဘွားတွေလက်ထက်တုန်းကဆိုရင်အဲသူ့ဂျုံဘွားကနေပြီးတော့လွတ်မြောက်အောင်လို့တော်လန်တယ်အခုစားကကိုဂျုံဘွားကနေပြီးတော့လွတ်မြောက်အောင်လို့တော်လန်ကြရတယ်အဲတွန်းလန်နေရတယ်ဆိုတော့နေရာမှာညီတို့ကနေပြီးတော့ဒီတော်လန်ကြီးထဲမှာနေဦးတော်လန်ကြီးမှာဘယ်ရနေဘလို့ ပါလာလဲဆိုတော့ကိုယ်အဲ့ဒါလေးပထမဆုံးသိတယ်နေပြီဟုတ်ကဲ့အဲအဓိကကကျွန်တော်တို့အဲအစပိုင်းပေါ့နော်အာနာမသိခင်ကကျွန်တော်လည်းပုံမှန်ဟိုကိုလုတ်ချင်တာလုတ်တဲ့လူတွေတယောက်ပဲပေါ့နော်ဘာမှအဲဘယ်လိုပြောမလဲနောက်ဖွဲမရှိဘူးအင်းဘာပူပင်မှလည်းမရှိဘူးဘောကဟိုကွန်ပျူတာစစီပွားရေးလေးကိုလုတ်တယ်အဲလို့ပြရမှာဒီတိုင်းပဲကိုယ်ဘောဘာပဲနေခဲ့တယ်ဘောဘာပဲနေတော့ကျွန်တော်တို့ကိုဘာသနာပါတဲ့အလုပ်လေးတွေဟုတ်ကဲ့အဲ့လိုမျိုးလေးတွေပေါ့ကျွန်တော်ဒီလူပညာရဲ့ပတ်သက်တာလေးလည်းဆ ဟို run နေတဲ့အချိန်လေးပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုကိုကင်မကြုံခဲ့ဘူးပေါ့နော်ကိုမွေးတဲ့အချိန်မကြုံခဲ့ဘူးတဲ့အခါမှာဒါပေမဲ့ကျွန်တော်ကဘာယူသွားကြုံမှုလဲဆိုတော့ဟိုမီးပြတ်တာတွေမီးမမှန်တာတွေစံတိုးတာစီတိုးတာအဲ့ဒါတွေကျွန်တော်ကင်ငယ်ကကြုံခဲ့ဘူးလားပေါ့နော်အဲ့လိုပုံမျိုးဆိုတော့ဟိုကျွန်တော်တို့အချိန်ကာလအတိုင်းအတာတခုရောက်လာတယ်နော်30 90 90 90အဲ့ဒီကြားထဲမှာကျွန်တော်တို့ရလာတဲ့ဟာကြီးကိုကျွန်တော်မြင်တာပေါ့မြင်တော့ โอเคဟိုအဲ့မှာလွတ်လပ်မှုဆိုတာဒါလာပေါ့ဆိုတော့အစားပိုင်းကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲဟိုဟိုဘယ်လိုပြောမလဲခွက်တဲမှာရှိနေတဲ့ရေဒီလောက်ပဲခွက်တဲမှာရှိနေတဲ့အကောင်လေးတွေလောက်ပဲရှိနေဒီခွက်ကိုပဲကဘာကြီးထင်နေတယ်ဆိုတော့တဖြည်းဖြည်းနဲ့အမြင်ကြီးကျေပြန့်လာတဲ့အခါမှာကျတော့ဟိုကျွန်တော်တို့အစားပိုင်းပြောခဲ့ကြတာဒီတော့အာနာသိမ့်တဲ့အခါမှာသိမ့်ရင်မိုက်သိမ့်လို့ပေါ့လျှောက်ပြောခဲ့ကြသေးတာလည်းသိရမလုံလောက်ဘူးဒီကောင်ကြီးဒီလောက်ထိတော့မယူလောက်ဘူးထင်တာပေါ့နော်အဲ့ဒါနဲ့ ်ငါ easy ပေါ့ easy ပေါ့အဆင်ပြေပါမှာပေါ့ပပိုင်ရဲ့ကြည့်နေပါဟုတ်ပေါ့ပါညာနေလို့အဓိကကပါဝင်ပြစ်တာတော့ရှင်းပါတယ်ကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်အဲမရခဲ့ဘူးပေါ့နော်မရခဲ့တဲ့လွတ်လပ်ခွင့်နည်းနည်းပပလီဟိုဘယ်လိုပြောရမလဲကျွန်တော်ဒီဒီမိုကရေစီရဲ့ရတာလေးရတာအစလေးပေါ့အဲအဲ့ဒီဟာလေးရတဲ့ဟာမျိုးလေးမှာကျွန်တော်ရဲ့ဒီငငယ်တော့ဘဝမျိုးပြောင်းရောက်သွားတော့မှာလားအဲအဲ့ဒီဖီးပေါ့နော်ဟိုကျွန်တော်ငငယ်တော့မီဒီပြတ်တော့မယ် စံတိုးတော့မယ်ဒီတိုးတော့ရက်ကော့တင်မှာဟိုစစ်တက်ကစစ်တက်နဲ့ပတ်သက်တဲ့မိသားစုတွေဆိုလို့ရှိရင်အကူကြီးမကြီးဆိုရအောင်ပြင်သူတို့ပဲကောင်းစားနေမယ်အဲအဲ့လိုပုံစံမျိုးကြီးကိုကျွန်တော်မလို့ကျင်းဘူးလားပုံမှန်လူတွေအကုန်လုံးတူတူပဲအမှန်ဆိုသူတို့ကပြီးသူဝင်တယ်ပြီးသူ serve လုပ်အောင်မယ်လူတွေဟုတ်တယ်သူကအပေါ်မှာရှိနေမယ်သူတွေမဟုတ်ဘူးဟုတ်တယ်ဆိုတော့ဒါပေမဲ့အဲ့ဒီခေတ်တုန်းကကျွန်တော်ငငယ်တော့ကတော့အဲ့လိုမျိုးလေဟိုစစ်တက်နဲ့ပတ်သက်တဲ့မိသားစုတွေတယောက်ယောက်အဲ့လိုမျိုးဝင်လာပြီးပြုလာပြီးဆိုလို့ရှိရင်အာရဲဟို လူတွေကကြောက်ဟိုဘယ်လိုပြောရုံကြောက်ကြီးတွေဗျာအဲ့လိုမျိုးဖြစ်ကြတဲ့ဟာမျိုးဟိုကြောက်မှနေတာတော့မှအခုလိုဘယ်လိုဖြစ်လဲဆိုတော့အဲအခုလိုဟိုရက်တူရက်သားတွေရဲ့သားသမီးတွေနဲ့အဲစစ်တပ်တူရဲတို့ကသားသမီးတွေဆိုရင်သူတို့သားသမီးတွေကစပြန်ကြောက်နေရတဲ့ပုံစံဖြစ်တယ်ဟုတ်တော့အခုလည်းဒီကြီးကြီးကိုပြန်ရောက်သွားပြီလားဟုတ်တယ်ဟုတ်တယ်အဲ့ဒီအတွေးပေါ့အဲ့ဒီအဲ့ဒီအဲ့ဒီတွေးပေါ့အဲ့အဲ့ဒီမှာဟိုညီတို့ကနေပြီးတော့ဟိုဒီကစ်ကိုဘူတို့ကပြန်မကြုံကျင်ဘူးဟုတ်တယ်ပြန်မကြုံကျင်တဲ့အတွက် ရရနေရနေပြီးတော့တိုက်ပွဲဝင်နေတယ်ဟုတ်တယ်တိုက်ပွဲဝင်တာအဓိကတော့ကျွန်တော်အစားတွေ့တာတော့လက်နက်ကင်လာအောင်မဲ့အနေထားဒီမရောက်လို့ကျွန်တော်ထင်တယ်အဓိကတော့မတို့ကျွန်တော်တို့ကဘာကြီးလုံးဆိုင်ရအားဖြင့်ပဲဖြစ်ဖြစ်ဘလို့နေနေဒီလိုဖြစ်လာပြီးတော့လက်မခံဘူးဆိုလို့ရှိရင်အပြုတ်ကျသွားမှာပဲသူတို့ဒီလိုမျိုးကြီးဒီလိုခစ်ဒီလိုကာလာကြီးမှာဒီလိုမျိုးအကျန်းဖတ်ပြီးတော့လုံးလိမ့်မယ်မထင်ခဲ့ပါဘူးအဓိကကိုယ်လည်းပြောရန်သူကိုနည်းနည်းလူကောင်း ဟိုဆက်မထင်နိုင်ခဲ့တာအခုငါညီတို့ကညီပြောဒီတော်လိုင်းကြီးမှာပါလာတဲ့အတွက်ကိုတို့တကယ်ကိုအားရှိတယ်ညီတို့လိုမျိုးပဲအဲဟိုလက်နက်ကြိုက်ပြီးတော့တိုက်ပွဲဝင်နေတဲ့တော်လိုင်းကြီးရဲဘော်တွေ PDF ရဲဘော်တွေတိုင်းတိုင်းညီကိုမတော်တွေအားလုံးကိုလေကိုတို့လေးလဲလေးစားတယ်ဂုံလဲဂုံယူတယ်ဆိုတော့ဟိုဒီအပိုင်းတော်တွင်းပေါ်တော့ညီအနေနဲ့ဘာတွေလုပ်ဖြစ်လဲဒီအပိုင်းတွင်းဆိုကျွန်တော်လွန်ခဲ့တဲ့3-4ရက်ကမှကျွန်တော် creamy ဘက်ကနေပြန်။ဟော creamy ဘက်ကပြန်။အဲ့လုတ်ပါအောင် creamy ဘက်ကပြန်ပေါ့။အစာပိုင်းကတော့ဟုတ်တယ်ကျွန်တော်လည်းပိုထဲမှာသွားတယ်ကျွန်တော်တို့အပုတ်လေးပြီးတော့ creamy မရောက်ဘူးပေါ့နော်။ကျွန်တော်အစာပိုင်းကကျွန်တော်တို့အဲခရင်ပြည်နယ်ဘက်ကကနေပြီးတော့ကျွန်တော်တို့ကဒီဘက်ရောက်လာတယ်။ဒီဘက်ချောင်းကျွန်တော်တို့မတိမကျွမ်းဘူးပေါ့နော်။ဆိုတော့ live မှာတော့ကြားနေရတာပဲ ဘယ်နေရာဘယ်နေရာဘယ်နေရာမြို့တွေမြို့တွေနာမည်တွေဒါပြောတာအဲ့မြို့ကဘယ်နောက်မှာရှိရှိမှန်းတော့ကိုမသိဘူးအဲ့မြို့မှာဘာရှိမှန်းလည်းမသိဘူးเนาะအဲ့ဒါမဲ့တကယ်တကယ်သွားလိုက်တဲ့အခါမှာကျတော့အမှန်တော့စကားပြောရင်ကျွန်တော်မြေပုံလောက်ပဲမြင်ဘူးတာပေါ့เนาะမြေပုံထဲမှာဆိုလို့ရှိရင်ကျွန်တော်မြန်မာပြည်ရဲ့ဒီတောင်လေးမှာတောင်လေးတိတိလေးတိတိလေးတိတိလေးပေါ့ဟုတ်ကဲ့ green news ဟာလည်းအဲ့လိုတိတိလေးပဲဖြစ်နေတယ်ပေါ့ကားစီရနဲ့ညနေရပေါ့เนาะဆိုတော့နေရစတဲ့ကားစီရအဲ့လောက်ကြည်တယ်လားပေါ့เนาะနောက်တော့ ်ကျွန်တော်သွားအဲ့ဒါဆိုတာကျွန်တော်တို့ဒီတော်လန်ကြီးဘက်ကနေပြီးတော့ကျွန်တော်တို့ပြည်သူတွေကျွန်တော်ရဲဘော်တွေဘက်ကနေပြီးတော့တိမ့်ပိုက်ထားတယ်ကျွန်တော်တို့ရလွတ်မြောက်နေပြီအင်းအဲ့တော့ကြေပလာပေါ့ပထမတစ်ချက်နောက်တစ်ခုကအဲကျွန်တော်တို့လူတွေနေတဲ့နေရာပေါ့လူတွေရှိတဲ့နေရာပေါ့အဲ့နေရာကိုရောက်သွားတယ်လုံးဝမဆက်ဟုတ်စီကားလိုက်တာဆိုတာဒါလွတ်လပ်သောနေမြေလွတ်လပ်သောနေမြေရဲ့လေဟာ ဟာတခုံးမဲ့တက်လာရင်လို့ဒီလားတကယ်ကျွန်တော်ပါသက်အဟောင်းသားနဲ့ကျွန်တော်ထိုင်းကြည့်နေအကုန်လုံးဟိုမသိရင်ဟိုဘယ်လိုပြောမလဲဟိုဟိုနေရနေပြီးတော့မြို့ကိုတက်လာလို့ဘာမှမမြင်ဘူးတဲ့ပုံစံမျိုးအလိုသားမျိုးရောက်အဲ့လိုပုံစံမျိုးတွေဖြစ်လာတာပေါ့နော်ဒါကတော့ကျွန်တော်တို့ဟိုအားရတဲ့အပိုင်းပေါ့နော်တချို့အပိုင်းတွေကြတော့အားမရတဲ့အပိုင်းတွေကြတော့ဘာရှိလဲဆိုစိတ်ရှောင်နေရတယ်ဒီဟာတွေကလည်းစိတ်ရှောင်နေတာအိုးစီးပွားရေးလေးတန်းတဲ့ပိုင်းလေးတွေပေါ့သူတို့ရဲ့စာဖြတ်ခွေစာတောက်ရေးအတွက်သူတို့လုပ်ရတဲ့အပိုင်းမှာတချို့ကြတော့လည်း မရှိကြဘူးအဲပထမဆုံးစိတ်ဆောင်အနေနဲ့ပတ်သက်တာကြတော့သူဟိုနေရတာလေးတရံခတ်ပြီးတော့ရန်သူရဲ့ရုံမှမူကဘလို့သွားလဲဆိုတော့အဲ့လိုစိတ်ဆောင်စခန်းကိုတိတိနဲ့ပုံကျဲတယ်ဒီနေ့ပုံကျဲတယ်ဖြစ်တယ်ပေါ့နော်တနေရာတဲ့ဟို6ကြိမ်နဲ့အထက်လေးရင်နဲ့ပေါင်ကားရပုံနေတစ်ခါချရင်နှလုံးသုံးလုံးချသွားတယ်ဘိုင်းကြီးအဲ့နေရာတွေကတော့ကျွန်တော်ရောက်ခဲ့ကျွန်တော်သွားပြီးတော့လေးလာဝင်ရခဲ့တယ်ပေါ့နော်အဲ့မှာနေပဲ ော်တော်လေးလဲဆက်ဆုပ်တယ်တော်တော်လေးလဲနာကြည့်တယ်ဒီကောင်မျိုးယောက်ျားပဲကျွန်တော်ယောက်ျားသကားနဲ့ပြောမယ်ဆိုလို့ရှိရင်ယောက်ျားယောက်ျားဆိုတိုင်းတနက်ကင်နဲ့လူချင်းချာချာဒါရောဒီကောင်ကြီးကတာလွန်အင်အားနဲ့ဟာလာဒီကောင်ကြီးလုံနေတာဒီအပြစ်မရှိတဲ့စိတ်ရှောင်နေပြီးသူတွေဒီလိုတစုလေးနေကြတဲ့စီအဲ့လိုမျိုးပြစ်ချတဲ့အပိုင်းဟိုခွင့်တင်ပြီးတော့လေကျွန်တော်ပုံလေးတွေလည်းတွေ့နေရတယ်ပေါ့။အဲ့လိုမျိုး ရုပ်ရုပ်ပြင်စင်တက်တီဖြစ်တဲ့ပုံစံမျိုးတွေအဲ့ဆိုတွေ့ရတော့တော်တော်လေးစိတ်မကောင်းဖြစ်တယ်။ဟုတ်တယ်။ဒီလိုလဲပို့ပြီးတော့နာကြီးတယ်။သုံးဖြတ်ချက်လည်းပို့ပြတ်သားတယ်။ဟုတ်ပြီ။ငန်းကြီးခုဟိုခရီးမီယိုငန်းကြီးရောက်ခဲ့တယ်။ရောက်ခဲ့တယ်ဆိုတော့ဘာတွေလုပ်ခဲ့လဲ။ဘာတွေလုပ်ဖို့ရှိလဲ။အဲ့ဒါလေးသိချင်တယ်။ဘာတွေလုပ်ခဲ့လဲဆိုတော့ဒီတစ်ခေါက်ကျွန်တော်တို့သွားတဲ့အခါမှာကျတော့အမှန်တိုင်းပြောရင်ကျွန်တော်တို့ဘာမှမသိဘူး။မသိတဲ့ပုံစံလည်းမသိဘာရှိလို့ရှိမှလည်းမသိဘူး။ live မှာကြားတဲ့အဲအရာနဲ့အဲ့မှာလည်းကိုကိုကိုပြန်ပြီးတော့မြင်သွားတာကျွန်တော်တို့ အာ internet မှာပေါ်တွေ့ရတဲ့အပုံစံလေးနဲ့ကျောင်းအပြင်မှာတွေ့ရတဲ့ပုံစံနဲ့အများကြီးခြားတာ။အင်း၊ကွဲပြားတယ်။ကွဲပြားတယ်။အဲဟိုကိုကိုယ်တိုင်သွားကြည့်လိုက်တဲ့အခါမှာပို့ပြီးတော့မြင်ရတာ။ဟုတ်တာပေါ့။ကလေးလေးတွေဆိုလည်းဒီလိုမျိုးဆင်ချောင်းကလေးလေးတွေဆိုလည်းကလေးလေးတွေအများဆုံးကျွန်တော်အာစိတ်မကောင်းဖြစ်တာအဓိကတော့အဲ့လိုကလေးနဲ့ပတ်သက်စိတ်မကောင်းဖြစ်တာကလေးတွေဆိုနိုင်ငံရဲ့ကျွန်တော်နားကက်တယ်။ဟိုစိတ်မကောင်းဖြစ်တဲ့အပိုင်းကဘာရှိ ਉ လဲတစ်နှစ်တုန်းလောက်လောက်မဟုတ်ကြွေးတော့မှာ စကားတင်ချာမပြောတတ်တယ်ဘုံမုံကျွေးရင်ဒီလိုမျိုးယူတတ်တဲ့အနေထားလောက်ကလေးလေးတွေကလေးလာပြီလေးလာပြီဆိုတော့အတန်ကြားတာ ਨੇ အဲ့ကလေးလေးတွေကစဘုံမူချင်တယ်အသေးအံပြေးရတယ်ဟာအဲ့ထရာမာကြီးကမပြေးချင်ဘူးလေဒီကလေးတွေမှာအမှန်တကယ်ကလေးတွေမှာရွေးချယ်ပုံရှိဟုတ်တယ်ဒီနေရာမှာလူလာဖြစ်ရမယ်ဆိုတော့ဟာရွေးချယ်ပုံရှိဒါပေမဲ့ဒီကလေးတွေမှာလည်းအပြစ်မရှိဆိုတော့ အဲ့လိုမျိုးတွေမြင်အောင်စိတ်မကောင်းဖြစ်တယ်ပေါ့နော်နောက်တစ်ခုဦးရိတ်ကြီးပြောသွားတယ်တဲ့ကဟိုကလည်းစတင်နေကြစတင်နေအဲ့ဒီမှာကျွန်တော်မြင်လိုက်ရအဲ့ရဲ့အကြောင်းတစ်ကြောင်းပေါ့နော်အရန်ကိုကျွန်တော်အားရတယ်ကျွန်တော်တို့ဝင်လေပြောအဲ့ကလေးတွေအဲ့ကလေးတွေဘုလောက်တစ်ခါလေးကြရင်ဟိုမတားလို့ဖြစ်တယ်အင်းသူတို့တင်ကြားနေရတဲ့ပညာရဲ့သူတို့ဟိုတင်ပေးနေတဲ့ဆရာဆရာမတွေရဲ့ဟိုကလေးတွေရဲ့အနာဂတ်ကိုကြီးရှုနိုင်မှုပေါ့နော်အဲ့လိုမျိုးကလေးတွေကိုဖြစ်ဖြစ်စေခြင်းနဲ့စံတာကိုမြင်ရတယ် ျွန်တော်အရင်ပြောတယ်ဟိုကျွန်တော်တို့ခုကျွန်တော်တို့ပုံမှန်တင်နေတဲ့အစိုးရအကြောင်းတွေမှာတင်ခဲ့တဲ့ဟိုစာရီပုံစံမဟုတ်ဘဲနဲ့ဒီ ordinary school တွေပုံစံတွေဒီလိုတွေပြောင်းပြီးတော့ဒီလိုတွေကအလုံးဝဗျာတိလာဟိုအရင်မိုက်တဲ့ပုံစံမျိုးတွေမြင်ရတာဟာဒါအကြောင်းလားဟိုဒီကလေးတွေကဒါဟို grade အပြင်ခွဲလို့ရှိလို့ရှိရင် grade 1နဲ့ grade 2တိလာတို့ဟိုကဖြစ်ထားတယ်ဒါပေမဲ့တို့တင်နေတဲ့ဟာက တို့တင်ခဲ့တဲ့ခါလည်းဘာမှမဆိုင်ဘူးလက်ရှိဟိုပေါ့နော်ရန်ကုန်လို့မန္တလေးလို့မှာတင်ရတဲ့ဥစ္စာတခြားစီပြည့်တယ်တခြားစီပြည့်တယ်ဟိုကလေးတွေကိုဒါကြက်ဒါမှတ်ဒါဖြီဆိုတဲ့ဟာမျိုးမဟုတ်ပဲနဲ့ကလေးတွေရဲ့တွေးခေါ်နိုင်ဆိုရင်ကလေးတွေရဲ့ talent ထုတ်ယူထုတ်ယူတဲ့ဟာမှာလည်းကျွန်တော်တို့ကအများကြီးအတင်းအကျပ်ကြီးလောက်တာလို့မဟုတ်နေဘူးဆိုတော့အရန်ကိုမိုက်တဲ့ပညာရေးစနစ်ပဲကျွန်တော်အဲ့ဒီမှာတွေ့ယူရတဲ့ဒီဟာကြီးဒီအားလုံးပြီးသွားလို့ရှိရင်ကျွန်တော်နိုင်ငံမှာရှိနေတဲ့ ိုင်ငံသားတွေဒီကလေးတွေကဟိုကျွန်တော်နိုင်ငံကိုအများကြီးပြောင်းလဲပေးမှာပဲလို့ကျွန်တော်တော်တော်လေးယူဆသူကိုတော်တော်လေးလည်းအားရအဲ့ဒီမှာငါညီဟိုစိတ်မကောင်းစရာတွေလည်းတွေ့ကြရတယ်ပျော်ရှင်စရာတွေလည်းတွေ့ကြရတယ်စိတ်မကောင်းစရာတွေဆိုတာဘာလဲဆိုတော့အဲကိုတို့ဒီမှာဟိုလက်နဲ့ကြီးတန်းတွေနဲ့ဘုံကျေးတာတဲ့တန်းတွေခံနေရတဲ့ပြည်သူလူထုတွေဒီဘက်မှာကပညာရေးကိုထိုးပေါက်ပြီးတော့ တင်ကြားနေတယ်လေဟုတ်တယ်ဟုတ်တယ်အဲ့ဒါလည်းဘူးသက်ပဲအဲကိုတိရတာတော့ဆိုတော့ဒီတန်လင်းရဲ့အရှိတ်ဘတ်ချမှာသူတော်တော်ငင်းညံ့နေပြီပေါ့နော်တော်တော်ငင်းညံ့နေပြီဆိုတော့အဲအဲ့ဒီမှာငါညီဟိုဘာလေးတွေလုတ်ပေးခြင်းလဲဘာလေးတွေကူညီပေးခြင်းလဲနောက်တစ်ခေါက်သွားဖို့အစီအစဉ်ရှိသေးလားအဲ့ဒါလေးတွေကိုတိဟုတ်ကဲ့သွားဖို့ကတော့ကျွန်တော်ကြိုးစားမယ်ကျွန်တော်သွားနိုင်အောင်ပေါ့နော်နောက်တစ်ခေါက်သွားနိုင်အောင်ကျွန်တော်ကြိုးစားဖို့ရှိတယ်နောက်ဘာလုတ်ပေးခြင်းလဲဆိုတာကျတော့ဘုံမလေးလေးပြောရင်ကျွန်တော်တို့ဒီ လက်ရှိအခြေအနေက parallel သွားနေပုံမျိုးပေါ့နော်ဟိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ဖို့လည်းတည်တံ့သွားဖို့အဆင်မပြေဘူးဒီကျွန်တော်တို့ dollar ရေးတော့တိုက်ခိုက်နေကြဖို့ပဲတည်တံ့သွားဖို့လည်းဖြစ်မနေပြောခုနှစ်ခုကဟိုဘယ်လိုပြောမလဲဟိုခံချက်ညီညီလေးသွားနေတာမြင်းပြိုင်လို့ဖြစ်နေတာโอเคအဲ့လိုမျိုးလို့ပေါ့နော်အရှိရလည်းဟိုကိုယ်နေမျိုးကာကွယ်တိမ့်ပိုက်ပေါ့နော်ဒီဟိုဟာဟိုဒီသူရဲ့ဖြူဟာရရပဲဖြစ်ဖြစ်ပေါ့နော်ဒီဒေါ်လာကြီးနဲ့ပတ်သက်တာကိုလောက်ဒီမိစ္ဆာတွေကိုပေါင်းထုတ်တဲ့အပိုင်းပေါ့ အဲ့ဒီဟာတွေလုံနေကြတဲ့အပိုင်းမှာလည်းနောက်မှာကျွန်တော်တို့ရဲ့ရဲ့ကြံနေလို့မရဘူးပြည်သူတွေကဟိုဒီဟာထဲမှာပဲလဲနေမယ်သူတို့အတွက်ဘာမှထူထောင်ရေးသူတို့အတွက်ဘာမှမလုပ်ပေးဘူးဆိုလို့ရှိရင်ပြည်သူတွေမှာဘူးမှမရှိဘူးအင်းတကယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့ကျွန်တော်မှကျွန်တော်တို့ပဲရှိတယ်ဆိုတဲ့ပုံစံတိုင်းကျွန်တော်တို့ရှိနေမှာရအဲ့တော့ကျွန်တော်ဘာလုပ်ပေးနိုင်လဲဆိုတော့အဓိကကတော့ရှင်းရှင်းပြောလူငယ်တယောက်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်စိတ်ကျွန်တော်သဘောဆိုလို့ရှိရင်ကျွန်တော်ဒေါ်လာကြီးဘက်ကိုပဲကျွန်တော် တော့ကျွန်တော်လုတ်ပေးလိုက်ချင်တာအင်းဒါပေမဲ့တစ်ဖက်တည်းသွားဆုံးသွားလို့လည်းမရဟုတ်တယ်ဟုတ်တစ်ဖက်တည်းဆုံးသွားတစ်ဖက်တည်းကပဲလေးသွားတစ်ဖက်ကအရင်ပေါ်သွားတယ်ထားဖြစ်သွားမှာဖြစ်တော့အဲ့လိုမျိုးလေးအပြိုင်သွားနေတာမျိုးပေါ့နော်အဲ့တော့ဟိုသက်ဆိုင်ရာအရက်ဘက်ဖွဲ့စည်းလေးရှိတယ်တကယ်လုတ်ပေးနေတယ်ကလင်းရက်ကိုဖွဲ့ပြီးကလင်းရက်ကိုအခုနေမှာဟောကိုစီရနဲ့အာမသိတာတို့ဆိုလို့ရှိရင်အဲကျွန်တော်တို့အများကြီးသူတို့နဲ့ တွေ့ခဲ့ရပြီးတော့အများကြီးမြင်ခဲ့ရတဲ့ Green ရဲ့အနေအထားကိုပေါ့နော်အဲ့လိုပဲဒီရဲဘော်တွေရှေ့မှာအဲကျွန်တော်တို့ဘက်တယ်မှာ Battlefield မှာ fight ပေးနေတဲ့ရဲဘော်တွေအတွက်လိုအပ်တယ်ပေါ့နော်อืมဆိုတော့ဟိုဘာလို့ပေးခြင်းလဲဆိုတော့ပုံမလင်းလင်းပြောတော့အကုန်လုံးပေးခြင်းဟုတ်တာပေါ့အကုန်လုံးပေးခြင်းတယ်တခုတည်းကိုတော့ဇောင်းပေးပြီးတော့ဟိုဟာပဲတည်တံ့ပြရမယ်ဒီဟာပဲတည်တံ့ပြရမယ်ဆိုတာမျိုးမဟုတ်ပဲနဲ့အခါကုတင်တင်တယ်လို့ပြောအလင်းတင်တင်တယ်လို့ပေါ့နော်လုတ်ပေးခြင်းတယ်ရဲဘော်တွေတော့ပဲဖြစ်စေဖြစ်စေဆေးချောင်းတွေတော့ပဲဖြစ်စေ ဟုတ်ပြီဟိုအကိုခုဟိုနည်းနည်းဟိုအတန်ကြားတာပေါ့နော်အငန်းကြီးတို့ဟိုဘန်ကောက်မှာဖြိုပြီးပွဲလေးလုပ်တယ်နော်ဖြိုပြီးလည်းခါတာဟုတ်ကဲ့အဲခါတာနဲ့အငန်းကြီးတို့ညီကိုလေးခါတာနဲ့လုပ်ကြတယ်အဲ့ဒီကနေပြီးတော့ဟိုတရနီကိုတော့ခါတာပါပါသွားတာပါတော့ဘောပါတော့ဘောပါတော့ဘာလို့ပြောဖို့နော်အဲအနုပညာသမားတွေအဲအနုပညာနဲ့ရက်တည်ပြီးတော့ အမှုပညာလုပ်ကိုလုပ်နေလူတွေကနေပြီးတော့ပြည်သူချစ်တဲ့သူပြည်သူတည်တဲ့လူကနေပြီးတော့တကယ်ဖြစ်နေတဲ့နေရာကိုတော့တော့ဟိုဝမ်းသာကြမှာပဲအာအမှန်မောဘယ်လိုပြောရမလဲအဲ့ဒီမှာရောက်သွားတဲ့အချိန်မှာအမှန်ဆိုကျွန်တော်တို့ကလည်းတို့တွေ့ရတဲ့အတွက်အစကတော့အားတော့ပြီးอืมအစကတော့အားတော့ပြီးဒါပေမဲ့ဟိုကျွန်တော်ကိုပုံမြင်နေပြောနေကျွန်တော်တို့ကအားလာပြီးတော့အားလာယူလာပုံမျိုးဖြစ်သွားတယ် တော့သူတို့ကြည့်ကျွန်တော်တို့အားဖြစ်ရသူတို့မျိုးပဲဟုတ်ကဲ့သူတို့ကလည်းကျွန်တော်တို့တွေ့ရတဲ့အချိန်မှာအားယူပါတယ်အားဖြစ်ရတယ်ပေါ့အဲ့ဒီအချိန်မှာအများစုကျွန်တော်တို့ရောက်ခဲ့တဲ့သွားခဲ့တဲ့နေရာအများစုမပြောကြတဲ့အခါအခုလိုလာပြီးတာကျေးဇူးတင်ပါတယ်ပေါ့နော်ဒီနေရာဒီရောက်လာပြီးတာကျေးဇူးတင်တယ်သူတို့မှဒီလိုမျိုးအမှုပညာရှင်တွေပေါ့နော်ဒီလိုလာတွေ့တာသူတို့ဘာပထမဦးဆုံးလဲအဲ့လိုမျိုးကြားတော့စိတ်မကောင်းဖြစ်နေတာပုံမှန်လေးပြောဟုတ်တာပေါ့ဟုတ် ဟိုနောက်တစ်ခုကကြာတော့သူတို့စီမှာနှုတ်ပညာရှိတဲ့ကျန်တော့ကြံသေးရဲ့လားနောက်ဆိုသူတို့နဲ့ရောတူတူရှိနေရဲ့လားဆိုတော့စကားလေးပြန်ကြားတဲ့အပိုင်းမှာကြာတော့စိတ်မကောင်းဖြစ်တယ်ပေါ့နော်အမှန်တည်းလူတွေကတော့ကိုယ်ကြောင်းနဲ့ကိုယ်ကိစ္စနဲ့အဲ့ဒါကျွန်တော်တို့ဦးစားပေးစရာအရာတွေအများကြီးရှိကြအမှန်ပေမဲ့ဟိုဒီလိုမျိုးလေးလိုအပ်နေတဲ့ဟာကြီးရှိနေကြသေးတယ်အဲကျွန်တော်တို့အနုပညာသမားဆိုတာလည်းကျွန်တော်တို့ပြည်သူကနေပြီးတော့ပြည်သူအားပေးမှဖြစ်တယ်ပေါ့တော်တော်ပဲလေနော် အဲ့လိုပုံစံမျိုးမှာကျွန်တော်တို့ကပြည်သူကိုပြန်ကြည့်ရဲဆိုတာဒါပြည်သူနဲ့တသားလေးရှိနေပေးတာပြည်သူကခွန်အားရတယ်ကျွန်တော်တို့လည်းခွန်အားရတာဖြစ်တဲ့အတွက်ဟိုသွားစီရင်တယ်ပြည်သူတွေရှိနေတဲ့နေရာကြီးကိုကလည်းခွန်အားပေးရင်သူတို့ဆီကနေလည်းကိုကြီးကခွန်အားပြန်ရရပြီပေါ့နော်အဲ့လိုမျိုးကြီးကိုအဲ့လိုလေးကြားရတော့ကျွန်တော်အကောင်းထဲမှာအဲ့အတွေးလေးပေါ်လာတာပေါ့အဲ့လိုလေးဖြစ်စီချင်းပေါ်လာအဲ့ဒီမှာငါညီကခရင်ကြီးသွားတဲ့အချိန်မှာဘာတွေတွေ့ခဲ့လဲဘာတွေဝမ်းနေကြတွေ့ခဲ့လဲဘာတွေ ဂုံယူစရာတွေတွေ့ရတယ်အဲ့ဒါလေးပေါ့ဟိုဝန်နေစရာဆိုလို့ရှင်တော့များတယ်များတယ်ဆိုတဲ့အပိုင်းမှာကျွန်တော်တို့အဲဆစ်ဆောင်ပြည်သူတွေအနေနဲ့ကြာတော့ဥမလင်ကပြောရင်သူတို့ရဲ့နေရက်ပေါ့နော်ဆစ်ဖြစ်နေကြတဲ့နေရက်သူတို့အိုသူတို့အိမ်နဲ့သူတို့ကနေသူတို့အေးအေးဆေးဆေးနေနေလူတွေကနေပြီးတော့အဲ့လိုမျိုးအဖြစ်ကလေးပေါ့နော်အတဲလေးတတလေးထိုးပြီးတော့နေကြရတယ်ဟိုမရှိရှိရရှာပွေးစားတော့ပါတယ်ဆိုတော့ပုံစံမျိုးလေးမြင်ရတော့ဟိုတော်တော်စိတ်မကောင်းဖြစ်တယ် နောက်တစ်ခုကကြတော့ဒီ air strike ကိစ္စပေါ့ဒီလေရင်နဲ့လာပြီးတော့ဘုံလာလာကျဲတာဘုံကျဲနေတယ်လက်နဲ့ကြီးနေရန်တန်းပြစ်ခတ်တာမျိုးတွေအဲ့လိုဟာမျိုးတွေကြတော့ဟိုကျွန်တော်ခုနပြောသလိုမျိုးတွေယောက်ျားအဲ့လိုယောက်ျားအစ်စ်တာဆိုပြီးရှင်ယောက်ျားလို့ယောက်ျားလို့ချတယ်ပေါ့လေချမမဆိုင်နဲ့အားနေတဲ့သူဖိစရာပါအကြောင်းမရှိလောက်ကြပါအကြောင်းမရှိဘူးဒါပေမဲ့အဲ့လိုမျိုးတွေကသာပြည်သူတွေကတိတ်ပိန်ခံ မြေပြင်မှာစစ်ကြောင်းသူတို့ထိုးလို့မရအောင်မြေပြင်ကိုအသာစီးမယူနိုင်တဲ့အပိုင်းမှာသူတို့ရဲ့ဟိုနောက်ဆုံးမဲ့ပြောရမှာပေါ့နော်သူတို့ရဲ့နောက်ဆုံးလက်နက်ဖြစ်တဲ့ဒီလေရင်နဲ့ပဲကျဲနေတာဆိုတော့ကျွန်တော်တခါလေးကြိုင်စဉ်းစားတယ်အော်လို့ဟိုသူများနိုင်ငံကလာကျူးကျော်လို့သူများနိုင်ငံနဲ့စစ်ဖြစ်လို့ချနေရလားဒါမှမဟုတ်ကိုချင်းချင်းကိုပဲဘယ်လိုချနေကြလဲ ိုတဲ့ပုံစံမျိုးပေါ့နော်သူတို့တုံးနေတဲ့ဟာကကိုချင်းချင်းဒီတိုင်းပြည်မငြိမ်တက်လို့တုံးတဲ့ပုံစံမျိုးနဲ့တူမနေဘူးနိုင်ငံတနိုင်ငံနဲ့တခြားနိုင်ငံတနိုင်ငံနဲ့စစ်ဖြစ်လို့လုတ်တဲ့ပုံစံမျိုးကြီးကိုမြင်နေရတော့ဒါသူတို့ရဲ့စမ်းဆောင်ရည်သူတို့ရဲ့စိတ်ဓာတ်ကိုလည်းကျွန်တော်မြင်ရတယ်သူတို့ဘယ်လောက်ထိအောက်တန်းကြလဲဆိုတာလည်းကျွန်တော်မြင်ရတယ်ပေါ့နော်အားရစရာကတော့ခုနကပြောသလိုကျွန်တော်ပညာရေးအဲကျွန်တော်တတိထားမိတာ Green Bee နေမှာကြောက်တောင်ကြီးပေါ့ဟုတ်တယ်ကြောက်တောင်ကြီးပေါ့တော့ ဒါပေမဲ့ကြောက်တောင်ကြီးတွေမှာလည်းအပင်လေးအများကြီးပေါ့တချို့အပင်တွေဆိုလို့ရှိရင်အကြောက်တောင်အကြီးမှာပဲသူတို့ဟိုတွယ်ကပ်ပြီးတော့ရအောင်ရှင်းတန်းပေါက်နေရတာကျွန်တော်မြင်ရမြင်ပြီးတော့အဲ့ကလေးလေးတွေကျွန်တော်တွေ့နေစာတင်နေကြတယ်သူတို့ရဲ့အတွေ့အလေးပြီးရင်သူတို့ရဲ့ talent တွေပဲကျွန်တော်တွေ့ခဲ့ရတယ်ဆိုတော့ကျွန်တော်သူတို့ကိုအဲ့ဒီ career နေမှာရှိနေတဲ့တစ်ပင်လေးတွေနဲ့ကျွန်တော်တင်လာတယ်အဲ့လိုကျွန်တော်မြင်တယ်ဘလောက်ကျန်းတဲ့ပတ်ဝန်းကျင်မှာ ဘလောက်ကျန်းတဲ့အခက်အခဲအတားဆီးတွေပဲရှိနေတယ်။ရအောင်ရှင်းတယ်နေဆိုတော့စိတ်မျိုးဒီအလိုက်ကိုကျွန်တော်တွေ့နေဟုတ်တာပေါ့ဆိုတော့အရန်ကိုအားရစရာအဲ့ဒါကျွန်တော်တို့လူတွေမှာအရေးကြီးဆုံးစိတ်ပဲကျွန်တော်စားတယ်။လူတယောက်ကစိတ်ကခိုင်းနေတယ်များစိတ်ကရှိနေတယ်များအရာလို့လုပ်လို့ရတယ်လုံးနိုင်တကယ်စိတ်ကတော့မရှိတော့ဆိုလို့ရှိရင်အမှလုပ်လို့မရတော့ဟုတ်တယ်ဟုတ်တယ်ဟိုဘာပဲပြောပေါ့နော် ဒီ greenie ဆိုတာကအခုလိုမြမသမိုင်းမှာကဘာသမိုင်းမှာဟောသမိုင်းတွင်နေတဲ့နေရာလို့ပြောရင်မမှားဘူး။ဘာလို့လဲဆိုတော့ဟိုကဘာကလည်းတည်တယ်ဟော greenie ဆိုတာ။ပြီးတော့မြန်မာကလည်းတည်တယ်။ဘာကြောင့်မြန်မာကတည်လဲဆိုတော့အင်းဂျပန်လက်အောက်အင်္ဂလိပ်လက်အောက်ကိုလိုနီလက်အောက်ကိုလုံးဝ greenie ကမကြရောက်ခဲ့ဘူး။ပြီးတော့တခုစိတ်မကောင်းစရာဘာလဲဆိုတော့ဒီဥစ္စာပေါ့ကိုလိုပြောရရင် greenie မှာဆိုရင်အဲ GLS ရှိတယ် ရီယာလီယာစိတ်ရှိဒါပေမဲ့အဲ့ဒီရီယာလီယာစိတ်ရှိပြီးတဲ့နေရာဒေတာကလူတွေကလျှက်စင်ပြီးမတော့ဘူးဟုတ်တယ်ရှင်သီးပြင်အောင်ရှင်သီးရှားနေလို့ဖြစ်တယ်ဟုတ်ဆိုတော့ဟိုဘောလုံးတတ်ထုရှိတယ်ဒါပေမဲ့သူတို့တုံးရလာပြောသူတို့မတုံးအောင်အခုလိုအဲ့ကိုရောက်သွားတဲ့အချိန်မှာဝမ်းနေစရာကောင်းတာဘာဥစ္စာဖြစ်လဲဆိုတော့ရေသွားခတ်ရတယ်ရေခတ်ကတော့အခုတော့နီးနန်းနားလေးပဲကိုတို့ကထင်တာပေါ့နော်ဒါပေမဲ့မဟုတ်ဘူး ရေသွားကြတာတနေကုန်မယ်မနေ့တည်းရနေပြီးတော့ဒီရေလေးတပုံးရဖို့မနေ့တည်းရထွက်သွားတာညနေလောက်ကြမှပြန်တာဒါရေတပုံးရဖို့တော့ခက်တာဆိုတော့အဲ့ဒီလိုဒေတာမျိုးအဲ့ဒီလိုနေရာမျိုးရေရဆက်ဆက်ဘုံနေကျဲတယ်တိုက်ခိုက်တယ်ရေရဆက်ဆက်တက်ဖြတ်တယ်ဆိုတာဒါလူမဆန်တဲ့လုပ်ရချင်တယ်ငါကြီးလဲဒီဒေတာကိုသွားတဲ့ချိန်မှာဒီဒေတာရဲ့အကြောင်းလေးပုံလုံးပြီးတော့ ကရီနီဒီကအရန်ကိုပုံရင်အရန်ကိုဖြည့်ခဲ့ဟုတ်တယ်ဟုတ်တယ်အဲ့ဒါတော့ကျွန်တော်တွေ့ခဲ့ခုနကဟိုဥသိမ်ကြီးပြောသွားတယ်တဲ့ဘောရှည်ဟုတ်တယ်အခုချိန်ကြီးရင်ဆိုင်နေတာတော့အဲ့ဒါပဲစစ်ချောင်းနေလူကြီးရန်များတဲ့အပိုင်းမှာဒီတောက်တုံးကြီးပဲဖြစ်ဖြစ်ပြီပေါ့တောက်တုံးကြီးပေါ့နော်တောက်တာပဲဖြစ်တော့တာပဲအဲ့တော့ပြဿနာရရှိတယ်အဲ့တော့ဘာလို့ရလဲဆိုရေကားနေအဲ့ဒီမှာကျွန်တော်ကြားခဲ့တဲ့ဟာဆိုလို့ရှိရင်ဈေးကွက်တစ်ခုလောက်ဖြစ်နေတာပေါ့နော်ဒါကတော့လေစစ်ချောင်း အချင်းချင်းအဲ့လိုမျိုးစီးပွားရေးအနေနဲ့ပဲဖြစ်လင့်ကြတာပေါ့နော်သူရေးပေပါတပေပါကားပေါ့အဲ့ဒီ banking နဲ့ card issue ညမှာပြီ9000နဲ့အထက်အဲ့လိုပုံစံမျိုးတွေပေါ့ဖြစ်တဲ့ပတ်မှာဟိုတစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်ရေးဆိုတာကျွန်တော်နေစဉ်တုံးနေရတဲ့အရာတွေမှာပါတာပေါ့အဲ့ဒီလိုအရာကဒီလောက်ထိပမာဏပေးပြီးတော့ယူနေရတယ်တုံးနေရတယ်ဆိုတော့အနေထားမှာဟိုမဖြစ်စေချင်ဘူးပေါ့နော်တကယ်ဆိုလို့ရှိရင်ဟုတ်တယ် ဒါပေမဲ့ပြည်သူတွေလက်ရှိချင်းဆောင်ပြည်သူတွေအနေနဲ့လည်းရွေးချယ်တာရှိဒီလမ်းမှာရှိဆိုတော့ဟိုကျွန်တော်တို့လည်းဒီ campaign ပုံစံမျိုးလေးတွေကျွန်တော်တို့လုပ်ဖို့ရှိတယ်လုပ်ဖို့ရှိတယ်ဆိုတော့ဘာလဲဆိုတော့ဒီမှာကြီးထူတာပဲဖြစ်ဖြစ်ပေါ့ချို့တွေကဟုတ်ပြီငါတို့ကစစ်ကိုဟိုစစ်တိုက်တဲ့အပိုင်းကိုစစ်နဲ့ပတ်သက်တဲ့အောင်ငါတို့မလူချင်ဘူးဒါညာ solution တရားကိုလူလို့ရတယ်ဆိုတော့ရေတွင်းရေကန်တွေလူလို့ရတယ်ဆိုတော့အဓိကကတော့ရေတွင်းရေကန်ဆိုတော့ တို့မှာရေထွက်ပေါက်လေးရှိတာဟုတ်အဲရေထွက်ပေါက်လေးရှိတဲ့နေရာမှာပဲရေပတ်ခတ်ဆိုတော့တချို့ဝေးတဲ့နေရာတွေဆိုလို့ရှိရင်အဲ့လိုမျိုးဥသိမ်းကြီးပြောသလိုတနေ့တမူကြီးတော့တနေ့တမူတော့ဟာတိုင်းအဲ့လိုပုံစံမျိုးဆိုတော့ဒီလိုကားလေးနဲ့ရောက်လာတဲ့အခါမှာအဲ့လိုမျိုးကျွန်တော်တို့လည်းကိုယ်တိုင်းအဲ့လိုမျိုးဟိုရေဖွင့်ပြီးရေထည့်ပေးတာလေးလုပ်ခဲ့တဲ့အပိုင်းမှာကျွန်တော်တို့သူ့ကိုဝီးရတာဟိုရေကားရက်တဲ့နေရာနဲ့နီးတဲ့နေရာကတော့နည်းနည်းပူရတာပေါ့နော်ဝီးတဲ့နေရာကတော့အဲ့မှာတွေ့ရတာမိန်းမတွေကလေးလေးတွေ အဲ့လိုလေးတွေညာနေပြီးရေပုံးယူလာတယ်မနိုင်မနေသူတို့မှဒီတပုံးရဖို့အတွက်ဆိုတော့အဲ့လိုလေးတွေမြင်ရတဲ့အပိုင်းမှာဟိုဖြစ်နိုင်တော့အကုန်လုံးဟိုမျက်မျက်တော်တာလေးရရနေချင်းပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒီအလူလေးအတွက်လည်းကျွန်တော်တို့ဟိုလုပ်ပေးဖို့ရှိတယ်ပေါ့နော်အဲ့ဒီကနေအဲ့လိုဥစ္စာမျိုးတွေတော့မဖြစ်အောင်အခုတို့ဟိုဒီမိခုတ်ချက်ချောက်ကနေပြီးတော့ပဲအလူခံနေပါလေဟ ဒီမျိုးခြေရင်းရေကန်နဲ့ပတ်သက်ပြီးတော့ကြည့်လို့ရပါတယ်ကြည့်လို့နဲ့ပတ်သက်ပြီးကြည့်လို့ရပါတယ်ပြီးတော့ဒီအခုလို့ရဲ့ဒီမိခုချက်ချက်အစီအစဉ်ပေါ့နော်အဲ့ဒီအစီအစဉ်ကအခုလို့ဟိုဇာဘောဟိုစိန်ကြီးဆေးရောင်ဆိုတာကိုပြောတယ်ဟိုပြန်တာပေါ့နော်အဲ့စိန်ကြီးဆေးရောင်ဆိုတာကရတဲ့ငွေအဲ့ဒီငွေကတော်လိုင်းပြီးတဲ့အထိ ကိုတို့ကထူထားတယ်အဲဒီစိန်ကြီးစေးအောင်ဆောင်ရဲ့မိကုချက်ချက်အစီအစဉ်မှာညီတို့ပါတာဖြစ်တဲ့အတွက်ညီတို့လည်းလှူပြီးသားဖြစ်ပါတယ်အဲဒီနေရာနေပြီးတော့ပဲဒီ Greenie နဲ့ပတ်သက်လို့အဲစားရေးတောက်ရေးပဲဖြစ်ဖြစ်စီးပွားပဲဖြစ်ဖြစ်အရင်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်လှူကြပါတကယ်လို့လှူမယ်ဆိုရင်လည်းအဲကျွန်တော်ပြောလာပြောလို့ရပါတယ်ဒီစိန်ကြီးစေးအောင်ဆောင်ကနေပြီးတော့လေအဲကျွန်တော်ပြောလို့ရပါတယ်ဆိုတဲ့အကြောင်းကိုညီအစ်ကိုပြောချင်ပါတယ်ဟုတ်ကဲ့ဟိုငါကြီးရဲ့ တွေ့ကြုံနေပြီအခုနားထောင်ရတာတကယ်ကိုပဲပြည်ပြည်ဖြစ်နေပါတယ်နောက်တစ်ခါ training video ဆက်သွားမယ်ဆိုရင်လည်းအခုလည်း live ဖြစ် live ဖြစ်မယ် group ကိုမှဒီကနေပြီးတော့လှူရမယ်ဒီနေ့ပတ်သက်ပြီးလှူရမယ်တွေးထားတာတော့ဟို training တစ်ခုတည်းတော့မဟုတ်ဘူးเนาะကျွန်တော်တို့ကအဲလုံမြောက်ဖို့ကတိုင်းကိုတိုင်းတာမလို့ပါကျွန်တော်တို့ကဒီနေ့တစ်ခုဟိုလုံမြောက်ရုံနဲ့ပြီးသွားတာဒီတိုင်းကြီးတစ်ခု လို့မြောက်ဟုတ်ပါတယ်ဆိုတော့ဟိုလိုအပ်နေတဲ့နေရာကြီးကျွန်တော်တို့ဟိုစူးစမ်းပါအောင်ပဲပေါ့နော်သွားနိုင်အောင်အဲကူနိုင်အောင်ပေါ့နော်ကျွန်တော်အဲနောက်ပိုင်းကျွန်တော်အတူရေးဟွာဖြစ်နေတာအကြတော့အဲကျွန်တော်အညာကိုဖိတ်ပူနေတယ်အညာကိုလုတ်ပေးခြင်းနဲ့ဆိုတော့ကျွန်တော်တို့နောက်တော့အညာသားကြီးတွေးရေးကြတဲ့အောင်လေကျွန်တော်တို့ appreciate လုပ်တယ်လေးလေးလေးစားတယ်ဒီလူတွေရဲ့ဟိုတကယ်တော့အညာကြီးကလူတွေက ပီလင်းတက်လို့ပြောဖို့မင်းကဟိုထားလိုက်တာပြောဖို့မင်းကနေပြီးတော့ပြန်လဲရှင်းတန်လာကြရဲ့ဟိုကျွန်တော်တို့ဒီဘက် channel မှာလို့မျိုးကျွန်တော်တို့ကရင်ပြည်နယ်တို့ဒီကျွန်တော်တို့ပြည်နယ်ပြည်နယ်တို့ဟိုမျိုးတောင်းတော့ထက်တဲ့နေရာအခုပဲလွင်းနီးခုံကြီးပါဒီလိုမျိုးတိုက်ပွဲဝင်တိုက်ပွဲဝင်နေကြတဲ့ဟာအရင်ဘလောက်ထိတွေးရဲလဲတို့ဘလောက်ထိနင်းနာကြတို့ဘလောက်ထိပြီးဆက်လဲဆိုတော့ကျွန်တော်အဲ့ဒါပေါ့နော်ဒါကျွန်တော်တို့နိုင်ငံသားတွေရဲ့ဒီမတရားမှုလက်မခံတဲ့စိတ်ပေါ့ အဲ့ဒီဟာကြီးကိုကျွန်တော်မြင်ရတဲ့အတွက်အရန်ကိုဝမ်းသာတယ်အားလေရတယ်သူတို့ကိုလည်းကျွန်တော်ဦးနိုင်အောင်ကြိုးစားအောင်အဲ့လိုမျိုးဒီနေ့မိခိုးချောက်အစီအစဉ်လေးမှာအငန်းကြီးနေနဲ့ပေါဝင်ပြီးတော့အဲတော်လည်းဤဘက်ကနေပြီးရက်တည်ပေးတဲ့အတွက်ကိုကျေးဇူးတင်ပါတယ်အဲနောက်ဘက်ဒီနောက်ဘက်ဒီလည်းကိုတို့ကင်းနေဒီကိုတို့မိခိုးချောက်လိုက်မှာမဟုတ်ဘူးကေမက်ကိုလည်းဘုရူမိကူချက်ချောက်လိုက်မယ်။ဘယ်နိုင်ငံပဲဖြစ်ဖြစ်ဘုရူမိကူချက်ချောက်လိုက်မယ်။ဒါကြောင့်ချစ်စွာသောမိဘပြည်သူပေါင်းလို့ခင်ဗျာကျွန်တော်တို့ဒီတခါတော့ကျွန်တော်ညီလေး ရွမောင်းနေပြီးတော့မိကိုချက်ချောက်အနေနဲ့ပြည်မီဘက်ကိုသူကလိုက်ပြီးသွားပါပြီ။ဒါကြောင့်ကျွန်တော်တို့နောက်ဘက်တွေနောက်ဘက်တွေမှာဘယ်နိုင်ငံအထိကျွန်တော်တို့သွားမလဲ။အမေရိကန်တွေသွားမလား။အင်္ဂလန်တွေသွားမလား။အော်စတြေးလျတွေသွားမလား။ကြိုက်တဲ့နေရာကိုသွားကျွန်တော်တို့ကမိကိုချက်ချောက်လိုက်ပြီးသားပါ။ချက်စွာသောမိဘပြည်သူပေါင်းကျွန်တော်တို့ရဲ့မိကိုချက်ချောက်အစီအစဉ်လေးကိုကြည့်ရှုအားပေးရင်လည်းပောင်ဝင်ပြီးတော့ခက်ခဲနေတဲ့ခရီးဒေတာကိုပြူလန်းကြပါစို့လို့ကျွန်တော်ဒီနေရာနေပြောရင်းနဲ့ တော်ရဲ့မိโกချက်ချက်အစီအစဉ်လေးကိုဒီများနဲ့ပဲနှစ်သိမ့်ပေးပါလို့ပြောချင်အားလုံးမင်္ဂလာပါ